ပြည်သူများအားလုံးမင်္ဂလာပါဒီနေ့မှာတော့တန်တချောင်းအရင်ပြုပြီးတော့ချမ်းသာသွားတဲ့လူရိုးလေးဂျေကုအကြောင်းကိုတင်ဆက်ပေးကြပါရစေဗျာဇလန်းလေးရဲ့အဆမှာဆိုရင်တော့ကားတာယာဆိုင်ကလင်မယားနှစ်ယောက်ကလမ်းမကြီးကိုခင်းနေတဲ့ truck ကားတွေအများကြီးကိုထိုင်ကြည့်နေတာနဲ့စတင်ထားပါတယ်တကယ်တော့ဒီလင်မယားနှစ်ယောက်ကကားတာယာဆိုင်ဖွင့်ထားပြီးမဲ့ customer တယောက်မှမရှိလို့စိတ်ညစ်နေကြတာဖြစ်ပါတယ်တာယာဆိုင်ပိုင်ရှင်ကဂျေကုလိုအမည်ရပြီးတော့ဂျေကုတယောက် project လုပ်နေတဲ့နေရာကိုရောက်လာခဲ့ပါတယ် ရွှေကားသမားတွေကိုလည်းဒီလမ်းကဆူညံနေလို့လမ်းကြောင်းပြောင်းမောင်းပေးဖို့အတွက်ကြံပေးနေပါတယ်။ကားသမားတွေကနောက်ထပ်လမ်းကသွားရင် စီပိုကုံတို့ဒီလမ်းကပဲသွားမယ်လို့ပြောပြီးတော့ဂျေကူးကတောသာထွက်သွားခဲ့ပါတယ်။ခဏကြာတော့ဆောက်လို့ရေးပိုင်ရှင်ကလေးရောက်လာပါတယ်။ဂျေကူးကတော့ဒီ project တွေကလူတကာနဲ့ပတ်ပြီးတော့ရန်ဖြစ်နေခဲ့ပါတယ်။ဆိုင်ပန်ရှင်ရဲ့တမိကဂျေကူးရဲ့အကြောင်းကိုသိသွားတော့ဂျေကူးကဒီနာကတာယာဆိုင်ရဲ့ပိုင်ရှင်ဖြစ်ကြောင်းပြောပြလိုက်ရပါတယ်။ခဏလောက်ကြာတော့ဆောက်လုပ်ရေးလုပ်ငန်းတွေကိုပိတ်ရမ်းနေတဲ့ဂျေကူးကိုတော့ရက်စကန်ကခေါ်သွားခဲ့ပါတယ် ။ရဲတွေကခမည်းဆိုင်ကအလုံးမဖြစ်တာနဲ့ပဲ project ကိုပျက်ရမ်းမနေနဲ့လို့တတိပေးပြောခဲ့ပါတယ်။ရဲတယောက်ကခမည်းဆိုင်ကိုခမည်းရောက်ခဲ့တီကြီးကရောင်းတော့မှာလို့ပြောတော့ဂျေကူးကဒီအိမ်ကိုရောင်းမှာမဟုတ်ဘူးလို့ပြန်ပြောခဲ့ပါတယ်။အခုမြင်တွေ့ရတာကတော့ဂျေကူးရဲ့မိမဖြစ်ပြီးတော့သူမကတော့ဝိဇ္ဇုံတထဲကို online ကနေမှနေပါတယ်။ဒါပေမဲ့သူမမှာပတ်စံမရှိလို့ဒီဝိဇ္ဇုံကို cancel လိုက်ရပါတယ်။ အိမ်ပြန်ရောက်လာတဲ့ဂျေကူကသူ့မိမနာကိုကတ်ပြီးတော့မင်းဖေကဆိုင်ကိုရောင်းတော့မှဆိုလို့မေးတော့သူ့မိမကလည်းပက်ဆံဖြီးလို့ရောင်းတော့မှလို့ပြန်ဖြေခဲ့ပါတယ်။ဂျေကူကမင်းဖေရောင်းမှမှန်သိရတဲ့ဘာလို့ငါ့ကိုမပြောရတာလဲလို့မေးပြီးတော့စိတ်ဆိုးသွားခဲ့ပါတယ်။စိတ်ညစ်ညစ်နဲ့ပဲဂျေကူကပုံဆိုင်သွားပြီးတော့ဒီဆိုင်ကမိဘမဲ့ခေါင်းမလေးနဲ့ဆော့နေပါတယ်။ခဏနေတော့မစ္စတာမန်ဆိုသူရောက်လာပြီးတော့ဂျေကူကိုရန်လာရှာခဲ့ပါတယ်။တကယ်တော့မစ္စတာမန်ကဂျေကူရဲ့မိမကိုလိုချင်နေခဲ့တဲ့သူပါ။ အရင်တုန်းကဂျေကုမိန်းမကိုမစ္စတာမန်နဲ့မိဘချင်းသဘောတူထားတာကိုဂျေကုကဖျက်တုပ်သွားလို့ဖြစ်ပါတယ်။ဂျေကုကမိန်းမအတွက်လက်ဆောင်ဝယ်ပြီးပြန်လာတော့သူ့ရဲ့ယောက်ကလေးကြီးကသူ့အချောင်းတွေကိုမဟုတ်တမ်းရတွေရှောက်ပြောနေပါတယ်။ယောက်ကလေးကြီးကသူ့သမီးကိုနေပါလို့ဂျေကုကိုယူလိုက်ရတာလေ။ဟိုတတိလေးမစ္စတာမန်ကဆယ်တန်းအောင်ပြီးတော့အလိုက်လဲသိတယ်လို့ဆိုလိုက်ပါတယ်။ဒါပေမဲ့လေဂျေကုရဲ့မိန်းမကတော့မစ္စတာမန်ကိုသမီးလက်မထက်ချင်ဘူးလို့ပြပြသားသားငြင်းခဲ့ပါတယ်။ ခြေကူးရဲ့ဆိုင်ကိုတော့ကားပင်းပေါက်တဲ့ customer တယောက်ရောက်လာတော့ခြေကူးကကားပြင်ကားကိုဈေးနှဆတင်တောင်းခဲ့ပါတယ်။ customer ကဘာလို့ဒီလောက်ဈေးကြီးရတာလဲလို့မေးတော့ခြေကူးကခင်ဗျားကအခုချက်ချင်းလိုချင်နေတာကိုလို့ပြန်ဖြေခဲ့ပါတယ်။ခြေကူးကကားပြင်လို့ရလာတဲ့ဒီပတ်စံတွေကို သူမိမကိုပေးပြီးတော့မီတာဆောင်ခိုင်းခဲ့ပါတယ်။ခြေကူးစီလာပြင်တဲ့ဒီကားကတော့အရင်ကသူ့စီကိုလာခဲ့ဘူးတဲ့ customer တယောက်ပါ။တကယ်ကတော့ဆောက်လုပ်ရေးလုပ်ငန်းထရက်ကားတွေကဆောက်လုပ်ရေးလုပ်ငန်းခွင်ကိုဒီလမ်းကနေပဲသွားတော့မောင်းနေရင်းနဲ့ တန်ကျိုးတို့တန်စားတွေပြုတ်ကျချန်ခဲ့ပါတယ်။ဒါတွေကိုတတိမထားမိတဲ့လမ်းသွာလမ်းလာကားတွေကဖြတ်မောင်းလိုက်တော့ကားတရာတွေပေါက်ကွဲကုန်ကြတာပါ။ဒီအကြောင်းအရာကိုတတိထားမိလိုက်တဲ့ဂျေကူးကတော့အကြံရသွားပြီးတော့လမ်းမပေါ်မှာအတန်းတွေကိုဖြန့်ကျက်ထားလိုက်ပါတယ်။ဒါကြောင့်ပဲကားတရာတွေပေါက်ကုန်ပြီးတော့သူ့ဆိုင်မှာတရာလဲသူတွေတဖြည်းဖြည်းနဲ့များလာခဲ့ပါတယ်။ဂျေကူအကြံတစ်ချက်ကတော့ပတ်စံတွေအများကြီးချလာပြီးတော့စီးပွားရေးလည်းကောင်းလာခဲ့ပါတယ်။တနေ့ သူ့ဆိုင်မှာလူတယောက်ကကားတိုက်ရလာလဲတော့ဂျေကူးလေးကားပြင်ကပတ်စံအများကြီးတောင်းခဲ့ပါတယ်။ကားပိုင်ရှင်ကဗောဇီဖြစ်ပြီးတော့ကားထဲမှာလေငွေတွေအများကြီးရှိနေတာကိုတွေးလိုက်ရပါတယ်။ကားပိုင်ရှင်လည်းဂျေကူးတောင်းတဲ့ပတ်စံတွေကိုပေးပြီးတော့ပြန်သွားခဲ့ပါတယ်။ဒီလိုနဲ့ဂျေကူးလေသူ့လုံနေကြတဲ့ညာဘက်ကြီးလမ်းမပေါ်မှာတန်တွေထပ်မံကျင်းနေပါတယ်။ဒါကိုသူမိမမြင်တော့ရှင်ယူးနေလားတယောက်ယောက်မြင်သွားရင်ဘယ်လိုလုပ်ကြမလဲလို့ပြောတော့ဂျေကူးကဒီလမ်းမှာသွားတဲ့သူတွေကဧည့်သည်တွေပဲသူတို့ကလူချမ်းသာတွေလို့ဆိုလိုက်ပါတယ်။ သူတို့ကတော့ဒီဆိုင်ကိုတစ်ခါလာပြင်ပြီးတာနဲ့နောက်ထပ်တွေးကြမဲ့လူတွေမဟုတ်တော့ဂျေကူတို့အတွက်ဘာပြဿနာမှမဖြစ်နိုင်ဘူးလို့ဆိုလိုက်ပါတယ်။ဒါနဲ့မဟုတ်ဘဲနဲ့တချို့ကလက်စားတဲ့သူတွေဆိုတော့သူတို့အတွက်လည်းအများကြီးမထိခိုက်ဘူး။ငါတို့လည်းအဆင်ပြေဆိုတော့ရှင်လဲလျှောက်တာပြားလဲဆွဲတာပေါ့။အစားကတော့သူမိမဖြစ်သူကငင်းပေမဲ့နောက်တော့ယောက်ျားဖြစ်သူကဒီလုံရက်နဲ့ငွေတွေအများကြီးရှာနိုင်တော့သူမလည်းပြုံးပြည့်နေပါတော့တယ်။ဒီနေ့မှဂျေကူရဲ့ဆိုင်ကိုသူတို့ရဲ့အိမ်ပိုင်ရှင်အမျိုးသမီးရောက်လာပြီးတော့ကားလာပြင်ခဲ့ပါတယ်။ သူမကတော့ဂျေကူးရဲ့မိမလက်ထက်ကဝန်ဝင်ချုပ်လေးကိုမြင်မြင်ချင်းသဘောချသွားခဲ့ပြီးတော့သူသမီးအတွက်10ဒေါ်လာနဲ့ဝယ်ခဲ့ပါတယ်။ဂျေကူးလည်းဒီအိမ်ပိုင်းရှင်ဘောစီမကိုအရင်တည်းကကြည့်မရသူဆိုတော့သူမရဲ့ကားပြင်စိတ်ကိုအရင်ကထက်အများကြီးပိုတောင်းလိုက်ပါတယ်။ဒါကြောင့်ပဲသူမနဲ့စကားများခဲ့ရပါတယ်။ဒါပေမဲ့လည်းနောက်ဆုံးတော့အင်ရှင်မမလည်းပတ်စံပေးခဲ့ပြီးတော့ထွက်သွားခဲ့ပါတယ်။နောက်ပိုင်းဂျေကူးရဲ့မိမကငွေရည်အများကြီးရလာတော့ယောက်ျားကျန်စီတိုင်းလမ်းမပေါ်မှာတန်တွေဖြူးပြီးတော့ဂျေကူးကိုဝိုင်းကူပေးတဲ့အထိဖြစ်လာခဲ့ပါတယ်။ ညရောက်တော့ဂျေကူးရဲ့မိမကဒီလိုတန်တွေအမြဲဖြူနေရတာထက်ဆိုင်ရင်လမ်းမပေါ်မှာတန်တွေစိုက်ထားလိုက်ရင်နောက်ထပ်တန်တွေလိုက်ဖြူနေစရာမလိုဘူးလို့အကြံပေးလိုက်ပါတယ်။အဲဒီနောက်တော့မိမအကြံပေးတဲ့အချိန်ပဲလွန်ဖောက်ဆက်ကိုသုံးပြီးတော့လမ်းမတွေကိုတန်တွေဖောက်ထည့်ဖို့စူးစမ်းကြပါတော့တယ်။သူတို့လင်မယားနှစ်ယောက်တန်တွေဖောက်ထည့်နေရင်းနဲ့ရဲတွေရောက်လာပြီးတော့သူတို့ကိုဆင်မေးတော့လန့်သွားပါတယ်။ဒါပေမဲ့လည်းသူတို့လင်မယားနှစ်ယောက်ကတန်တရားဖြစ်စရာမရှိလို့ရဲတွေကထွက်သွားခဲ့ရပါတယ်။တန်တချောင်းအကြံကြောင့် ခြေကူးရဲ့ဘဝကပိုအဆင်ပြေလာပြီးတော့ခြေကူးရဲ့မိမလည်းသဖင်ပုံစံတွေပြောင်းလာခဲ့ပါတယ်။ခြေကူးရဲ့မိမကခြေကူးအတွက်ဝတ်စုံတစ်ထည်လောက်ဝယ်ပေးဖို့ပြောတော့ခြေကူးကတစ်ထည်မကဘူး၁၀ထည်တောင်ပြန်ဝယ်ပေးမယ်လို့ပြောရင်လည်းသူတို့လင်မယားနှစ်ယောက်အိမ်အောင်ရေးตายလာခဲ့ပါတယ်။တကယ်တော့ခြေကူးပတ်စံရှိချင်နေတာကလည်းတခြားမဟုတ်ဘဲနဲ့သူတို့အခုဖွင့်ထားတဲ့ကားပြင်ဆိုင်ကိုပြန်ဝယ်ခြင်းနေခဲ့တာဖြစ်ပါတယ်။တဖက်မှာတော့အိမ်ပိုင်ရှင်ရဲ့တမီးကပြန်ပေးဆွဲခံရတဲ့အတွက်ရဲတွေကပြန်ပေးဆွဲသူကိုမသိလို့ကောင်းစားနေကြပါရဲ့ ရဲတွေကအိမ်ပိုင်ရှင်ကိုမေးခွန်းတွေမေးကြည့်လိုက်တော့အိမ်ပိုင်ရှင်ကကျမသမီးကိုပြန်ပေးဆွဲတာဂျီကူပဲဖြစ်မယ်လို့ထင်ချေပေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့ကျမသမီးပြုတ်ကျခဲ့တဲ့အယုတ်ကလေးကဂျီကူမိမရဲ့အယုတ်လေးဖြစ်ကြောင်းပြောလို့ဖြစ်ပါတယ်။ငွေရလေးရလာလို့ပြောမရှိသေးတဲ့ဂျေကူတို့ကတော့အခုဆိုရင်တော့ကိုလားရွှေတွေရဲ့စောင်းကြည့်ခြင်းကိုခံနေရပါပြီ။တည့်ရတော့ရဲရရှိတယောက်ကညာဘက်ကြီးဂျေကူတို့ဆိုင်ရှိကဖြတ်သွားရင်ဂျေကူနဲ့သူမိန်းမတို့ကိုလမ်းမပေါ်မှာမတင်ကားစရာလှမ်းတွေ့လိုက်ပါရင် နောက်တော့ကိုလာရှူရီကလည်းသူတို့လင်မယားစီချက်ချင်းရောက်လာပြီးတော့ဖမ်းခေါ်သွားခဲ့ပါတယ်။သူတို့အိမ်ကိုလည်းရှာဖွေခဲ့ပေမဲ့ဘာမှမတွေ့ခဲ့လို့ကိုလာရှူရီလည်းခြေကုပ်ကိုပြန်လုပေးခဲ့ရပါတယ်။တနေရာမှာတော့မစ္စတာမန်ရဲ့တငယ်ချင်းတယောက်ကရဲရာရှိတယောက်ဖြစ်နေခဲ့ပါတယ်။သူတို့နေအောင်စကားပြောနေရင်းနဲ့ဂျေကူကိုတောင်းမြင်ကန်နေတဲ့မစ္စတာမန်ကဂျေကူကအခုချိန်ဆိုရင်ငွေတွေအများကြီးရှာနိုင်နေလို့တန်တရားဖြစ်ပွဲတွေးရှိကြောင်းသွေးထိုးပြောကြားခဲ့ပါတယ်။ တရရတော့မစ္စတာမန်ကလမ်းမပေါ်မှာသွားနေတော့ဂျေကူးရဲ့မိန်းမက လမ်းမပေါ်မှာတန်ရိုက်နေတာကိုတွေ့ခဲ့ရပါတယ်။ဂျေကူးရဲ့မိန်းမထွက်သွားပြီးတော့မစ္စတာမန်ကသွားကြည့်လိုက်တော့ခြေထောက်ကိုတန်ဆူသွားခဲ့ပါတယ်။နောက်တရရတော့တက်ကြီးစုံတွေဖြစ်ပြီးတော့အဖွားကြီးကနေမကောင်းဖြစ်နေပါတယ်။သူတို့ကဒီလမ်းကဖြတ်သွားရင်းနဲ့ပဲဂျေကူးရဲ့တန်တွေကြောင့်ဘေးပေါက်ခဲ့ပါတယ်။ဂျေကူးကသူတို့ကားကိုပြင်ပေးပြီးတော့ငွေတောင်းဖို့လုံလိုက်ပေမဲ့အဖိုးကြီးကလူရိုးကြီးမှတိလိုက်ရပါတယ်။ဂျေကူးလည်းပတ်စံတောင်းရမှအားနာသွားခဲ့ပါတယ်။ ဒီချိန်မှာဂျေကူးရဲ့မိန်းမကဈေးဝယ်ပြီးတော့ပြန်လာတဲ့လမ်းမှာမစ္စတာမန်နဲ့ဆုံတွေ့လိုက်ရပါတယ်။မစ္စတာမန်ကမင်းတို့လင်မယားလမ်းပေါ်မှာတန်တွေဖြူးနေတာကိုငါသိတယ်။ဒါကြောင့်ကားဘိန်းတွေပေါက်ပြီးတော့မင်းတို့စီးပွားရေးကောင်းလာတာမို့လားလို့ပြောခဲ့ပါတယ်။မစ္စတာမန်ကဒီကိစ္စကိုရဲတိုင်လို့ရတယ်နော်လို့ပြောတော့သူမကဒါဆိုဘာလို့မတိုင်သေးလဲလို့ခက်ပြက်ပြက်ပြန်ပြောလိုက်ပါတယ်။အဲ့ဒီနောက်တော့မစ္စတာမန်ကသူမကိုကြီးတဲ့တဲ့စကားတွေနဲ့ဒီเจ้าတွေကိုရဲမတိုင်စေချင်ရင်တယောက်တည်းလာတွေးဖို့ပြောလိုက်ပါတယ်။ အိမ်ပြန်ရောက်တော့ဂျေကူးကသူမကိုဒီနေ့အဖိုးကြီးဆောင်တွေရောက်လာတော့ငွေမယူလိုက်ပဲနဲ့အားနာမိတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။မိမဖြစ်သူကတော့သူတို့ရဲ့လုံရက်ကိုတခြားလူတီသွားမှကြောက်လို့ထပ်မလုပ်ဖို့တိုင်ပင်လိုက်ကြပါတယ်။လင်မယားနှစ်ယောက်စလုံးကလည်းလိုအပ်သလောက်ငွေတွေရလာတော့ဒီလုံရက်ကိုနားဖို့ဖြစ်လာကြပါတယ်။နောက်ရကျတော့ဂျေကူးမိမကဂျေကူးမသိအောင်မစ္စတာမန်နဲ့တွားတွေ့ခဲ့ပါတယ်။အိမ်ပြန်ရောက်တော့ဂျေကူးကဘယ်သွားတာလဲလို့မေးလိုက်တော့လေသူမကဈေးဝယ်သွားတာပါလို့လိန်ပြောခဲ့ပါတယ်။ ညရောက်တော့သူမကဂျေကူကိုမစ္စတာမန်နဲ့ကိစ္စလှုပ်ဝဲထားရလို့ငိုချင်းချခဲ့ပါတယ်။နောက်တနေ့မှာဂျေကူစိုက်ထားတဲ့အတန်းတွေကြောင့်ကားတိုက်မှုဖြစ်ခဲ့ပါတယ်။ဒီအကြောင်းကိုသိလိုက်တဲ့ဂျေကူကလည်းဒီအက်ဆီဒန့်တွေသူ့ကိုအမှုဘက်မှာဆိုလို့ကားတိုက်တဲ့နေရာကိုအလင်းမြန်သွားပြီးတော့တန်းတွေကိုနှုတ်ခဲ့ပါတယ်။ဒီလိုသားလက်စမဖြောက်ခဲ့ရင်တော့တယောက်ယောက်တွေ့သွားတာနဲ့သူတို့လင်မယားနှစ်ယောက်လုံးဂျေးရဲအောင်ရတော့မှာမို့လို့ပါဂျေးဦးကတန်းတွေနှုတ်နေတော့ဆိုင်ရှင်က ကားတွေကနေထွက်လာပြီးတော့ထွက်ပြေးသွားတာကိုတွေ့လိုက်ရပါတယ် တကယ်တော့ဒီကားပိုင်ရှင်ကခြေကုဆိုင်ရဲ့ပထမဦးဆုံးလာခဲ့တဲ့ကက်စတမ်ပါပါဒီလူကအိမ်ပိုင်ရှင်ရဲ့သမီးကိုပြန်ပြီးဆွဲခဲ့တာပါသူကတော့ဆောက်လုပ်ရေးကုမ္ပဏီရဲ့အလုပ်သမားတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်ခဏနေတော့ဒီအခင်းဖြစ်တဲ့နေရာကိုရဲတွေရောက်လာတော့ကောင်မလေးကိုခြေကုကခဲခဲတယ်လို့ထင်သွားခဲ့ပါတယ်ဒီသတင်းကြောင့်ပဲခြေကုရဲ့အိမ်ကိုသတင်းတောက်တွေရောက်လာပြီးတော့ကုန်ပြူပေးခဲ့ပါသေးတယ်နေရထိုင်ရင်းနဲ့စီးပွားရေးလုပ်ဖို့တန်ကျောင်းဆိုင်အကြံဖန်လို့ရကနေအခုဆိုရင်တော့ဟီရိုကြီးဖြစ်သွားတဲ့ခြေကုတယောက်တနေ့ထက်တနေ့ပိုပိုပြီးတော့ချမ်းသာလာခဲ့ပါတယ် နောက်ပိုင်းမှာတော့ဂျေကူးကစိုင်ရောသူတို့နေတဲ့အိမ်ကိုပါဝယ်ပြီးတော့သူမိမအတွက်ကားလာလာလေးတစ်စီးပါဝယ်ပေးခဲ့ပါတယ်။တကယ်တော့ဂျေကူးကကားစတိုးဆိုင်မှာအလုပ်လုပ်ဖို့အမြဲစိတ်ကူးရင်ခဲ့ပေမဲ့အခုတော့တီးတက်ကောင်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်ရပါပြီ။တနေ့တော့ဂျေကူးတို့လင်မယားကစားသောဆိုင်မှာအပီဆွင်းနဲ့ပျော်ရွှင်နေကြပါတယ်။နောက်တော့ဂျေကူးတို့လင်မယားတန်ဆိုင်တဲ့လမ်းမှာအက်ဆီဒန့်တစ်ခုဖြစ်တယ်လို့သတင်းကြတော့ဂျေကူးကစိတ်ပူသွားပါတယ်။ဂျေကူးလည်းဒီသတင်းကြောင့်တယောက်ထဲထိုင်နေတော့မစ္စတာမိုက်ရောက်လာပြီးတော့ထွက်သွားခိုင်းခဲ့ပါတယ်။ တကယ်တော့မစ္စတာမန်ကဂျေကူးလို့လှူထားသမျှအကုန်သိနေလို့လာပြောခဲ့တာဖြစ်ပါတယ်။မစ္စတာမန်ကဒီကိစ္စတွေငါရင်းမတိုင်ဘူးလို့ဆိုလိုက်ပေမဲ့မင်းမိမကိုငါလိုချင်တယ်လို့ပြောတော့ဂျေကူးတယောက်စိတ်တို့ဒေါသထွက်သွားခဲ့ရပါတယ်။မိမဖြစ်သူနဲ့မစ္စတာမန်တို့တိတ်တဆိတ်တီးနေတာကိုလည်းတီးလိုက်တဲ့ဂျေကူးကပိုင်းဆိုင်တဲ့ဆိုင်ဝက်စာတန်းတွေကိုဆွဲပြဲနေလို့သူမိမကတားခဲ့ရပါသေးတယ်။အဲဒီနောက်တော့သူမိမကသူ့ကိုဖောက်ပြန်သွားပြီလို့ဆိုပြီးတော့ပတ်စံတွေကိုလည်းမီးရှို့နေပါတယ်။ သူမိမကရှင်ဒီလောက်ရအောင်စူးစမ်းရှာထားတာကိုဘာလို့လွယ်လွယ်နဲ့မီးရှို့ပြစ်ချင်တာလဲလို့ပြောခဲ့ပါတယ်။တကယ်တော့သူမိမကလောဘကြီးလွန်းသူတယောက်ဖြစ်နေတော့ဂျေကူကိုဖောက်ပြန်ခဲ့တာပါ။ဂျေကူလည်းမိမနဲ့ကားပြင်ဆိုင်ကိုထားသွားပြီးတော့ဒီနာကဆောက်လုပ်ရေးလုပ်ငန်းမှာဘဝကိုရိုးရိုးသားသားပဲဖြတ်တန်းသွားပါတော့တယ်။ဂျေကူမိမကတော့ဆိုင်ကိုအကြီးကြီးဖြစ်အောင်ချဲ့ထွင်နေရင်းနဲ့အလုပ်သမားတွေအများကြီးခေါ်ထားတာကိုပြသရင်းနဲ့ဇလန်းလေးကိုလည်းအဆုံးသတ်ထားပါတယ်ဗျာ။